Hello ဂျေဒီနေတော့မစားပြစ်တာတော်တော်ကြာနေတယ်ငားကင်လေးစားဖို့ရောက်ခဲ့ပါတယ်တင်မော်ဒီထောင်းလေးလည်းပါသေးရပေါ့နော်ရွာမကွိနာကမမကြီးငားကင်ဆိုင်မှာငားကင်နဲ့အတူတူရုံးမရီတီကင်နေပါတွဲထည့်ပေးတာကတော့သူ့ရဲ့ signature ပေါ့နော်ငားကင်က2000ခန့်ကနေပြီးတော့3000အထိအစားစားရှိပါတယ်သူအချင်းကဟိုးရင်တော့စားခဲ့ဘူးတဲ့ပုံစံနဲ့မတူတော့ဘူးပေါ့နော်။မကြီးအချင်းလေးစက်သွန်ဖြူမြုပ်ဒီစိမ့်လေးနဲ့တော်တော်လေးရတာရှိပါတယ်။ GD ဆိုင်ကဟိုးအရင်တုန်းကတော့စားပြစ်တယ်မကြခဏကြီကြားထဲမှာမစားတာတော်တော်ကြီးကြာနေပါပြီအခုမှထပ်ပြီးရစားပြစ်ပါတယ်ဂျင်ယူထားတဲ့ငါးကင်ဆိုင်က2,000တန်းတန်းမှာငါးလေးရာခြုံပြီးတော့အရသာရှိပြီးတော့အချင်းကြီးလဲကောင်းတော့တော်တော်လေးစားလို့ကောင်းပါတယ်သူ့ရဲ့တင်ငန်းကျွန်းကဆိုင်ခွဲမှာဂျီဖြတ်သွားတိုင်းမှာပြန်စားကြည့်ဖို့တွေးနေတာအခုရွာမခွေးဘက်ကိုရောက်မှာပဲစားပြစ်ခဲ့ပါတယ် ။ရုံးမရေသီးလေးတွေလည်းနုရာလေးတွေသုံးမိထားတယ်ပေါ့နော်။အရန်ရင့်နာတွေမပါပါဘူး။တော်တော်လေးစားရအဆင်ပြေပါတယ်။တင်မောဒီထောင်းကတော့တပွဲကို၃ထောင်ပဲရှိတယ်ဈေးတန်နဲ့ဒါပေမဲ့အရသာနဲ့တုတ်ထားတဲ့ပုံစံကတော့ခြေအတွက်ဆိုလို့ရှိရင်အဲ့လောက်အကြိုက်ကြီးမဟုတ်ပါဘူး။သူကငါးခင်ရဲ့အချင်းရီကိုပါထည့်တုတ်ထားတဲ့ပုံစံမျိုးဆိုတော့လေ။ငါးခင်က2000ဆိုပေမဲ့အကောင်လဲတော်တော်ကြီးတယ်။စားရတာလည်းတော်တော်လေးအကြိုက်တွေ့ခဲ့ပါဗျ။ ဒါဆိုဒီနေ့ဗီဒီယိုလေးရာဒီလောက်ပါပဲနောက် vlog လေးတွေကြမှာထပ်တွေ့ကြမယ်နော်တတ